ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒီနေ့တူစုသူမတမ်းများကရာဘီစတူတို့တော်ရလံမင်းအွန်လိုင်းအကြကင်ကြောရုံးပြီးတဲ့ဓမ္မတာတိုင်းလာတော့ပြီးတဲ့ပြောပြပါပြီလူမြတ်ကျော် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ပြားလိုက်တော့ရလူတသမားနှစ်ကောင်ဂရီမလင်နန်းတော်ရဲမှာခွေးဆက်ခင်းလို့ရေးပြေဆုံးဆွေးနွေးကြတာ ဒီကနေ့စ online စာမျက်နှာထပ်မှာအများအပြားတွေ့နေရပါတယ်လက်နက်စက်ကြရှင်ရုရှားဘုရင်ပူတင်နဲ့မြန်မာဘုရင်လူသက်သမားမင်းအောင်ဘုရားရှင်ဘုရားလိုက်တော်လာဆိုပြီးမဟာမိတ်ဖြစ်လက်တန်းနဲ့ဒီဘုရားရေးစကားကြောင့်ပူတင်နဲ့မင်းအောင်လိုက်တွေ့ဆုံရတယ်ပေါ့ဒါကမင်းအောင်လိုက်ရဲ့ ရုရှားပူတင်ကိုဘောမစကားနှစ်ယောက်လုံးကြိလိုက်တော့လူတက်ကောင်းလေတယောက်ကယူကရိန်းကိုအကြောင်းမဲ့ကျူးကျော်နေတဲ့လူရုပ်မှထိတ်ခေါင်တယ်ဒုတိယတယောက်မအားလာဟာညီမပြည်သူလူထုပေါ်ရုပ်မှရက်ဆက်တပ်ဖြတ်နေတယ်ဒါရီကိုဗျာဒိတ်တော်လာမဟာမိများ တွိတ်ဆုံမှုဆိုတဲ့ စကားပြောထွက်တဲ့မင်းအောင်လိုင်းပါဇက်ချင်းငယ်ကြီးနဲ့ဘလို့ချင်းတယ်ပါလူတတမားတွေကို ပြားရင်ပြီးခဲ့ရုံဗုဒ္ဓမှာထုံးစံရှိလို့လားသူရုပ်မှာဖို့ဘာသာသာသနာဆိုရဲဗုဒ္ဓအဆုံးမမှာဆွဲထဲ့ဖို့ဝင်မလေးတဲ့မင်းအောင်လိုင်းလူကောင်မျိုးစီက ဘာများမျောလဲလို့ရပါတယ်ရုရှားဆိုတာရုရှားမဖြစ်မီ east block ဆိုရဲရုရှားနိုင်ငံလုံးမပေါ်ခေါက်ခင်အဲ့ဒီရှေ့60နှစ်မှာပေါ်လာဗုဒ္ဓဟာခရစ်တော်မပုံမီ966 -468 486ခုနှစ်မှာအသက်ရှင်နေထိုင်သွားတယ် ရုရှားလို့မပုံပေါက်မပုံပေါက်သေးဘူးနော်ရုရှားတော့နာမည်မရှိသေးတဲ့နိုင်ငံ if stop လို့ပြောမှာဗျာအရှိအရှိပိုင်းနိုင်ငံတစ်ခု8860နှစ်နှစ်ပေါင်း300လောက်မှာရုရှားလို့တော့နာမည်မရှိသေးတာကိုဘုရားကဗျာဒိပေးတယ်ဆိုတာလीဘလို့စောက်ယူအာနာယူမျိုးဒီတိုင်းမိမှာ တက်ချုပ်ဖြစ်ပြီးဒီစစ်တပ်ကကုန်ဒီဖင်ကုန်းဥချနေလဲဆိုတာကျွန်တော်တို့စဉ်းစားလို့မရစစ်တပ်တွေရဲ့ဒီစောက်ယူစောက်ဘောတွေရည်ချင်းမရှိတဲ့ကောင်တွေတိုင်းပြည်ကိုဒီလိုလုပ်မှာတော့ဒီတိုင်းပြည်မှာမပြတ်ရင်ဘယ်တိုင်းပြည်ပြတ်လဲဆိုတော့ဒီတိုင်းပြည်ပြတ်နေတာကိုပြန်ပြင်ဖို့တော်လိုင်းကြီးလုပ်နေတာဖြစ်တယ်နောက်တစ်ချက်က ရုရှားနဲ့တွဲဆုံမှုနဲ့ပတ်သက်ပြီးအတိပြုလို့မရတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့ရုရှားနဲ့အရှိမတွဲဆုံခဲ့မှုတဲ့ပူတင်နဲ့တွဲဆုံခဲ့မှုတဲ့ဂလာဖီဘလို့အသိထွက်သွားလေပူတင်နဲ့နောက်ထပ်တွဲဆုံမှုတဲ့စီးရီးယားအာနာရှင်အာဆက်ဘေဘွားရှောက်သွားလေအခု မင်းအောင်လှိုင်းပယ်ဘဝရောက်လိမ့်မလဲကိုမမရေထားပေးခဲ့ကြနောက်တစ်ခုကရုရှားနဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့အတီးပြုလို့မရတဲ့သတင်းတွေရှိနေပါတယ်ဒါကရုရှားနဲ့တွေ့ဆုံမှုမှာသဘောတူညီမှုရရှိခဲ့တဲ့အချက်တွေရှိတယ်ဆိုပြီးတော့ တချို့သတင်းတွေမှာရေးသားရတာဖတ်မိရလို့ပါအတည်ပြုလို့မရဘူးအဲ့တော့ပူတင်ကမြန်မာနိုင်ငံမှာလက်စစ်တအားအတွက်အသေးစားနျူကလ িয়ার ဓာတ်ပေါင်းမှုတည်ဆောက်ရေးကူညီပေးသွားမယ်လို့ပြောဆိုတာရှိပြီးတော့ဓာတ်ပေါင်းမှုတုံးလုံးစောက်မယ်တဝယ်ရင်နဲ့စိတ်ကမ်းမှာရေဒက်စကန်စောက်မယ်နေ90စာချုပ်နဲ့ ဝါကနာခြေစားစစ်သား900ဖတ်စစ်တက်နဲ့ပူပေါင်းမယ်အစစ်မြင့်လက်နက်များ969တန်ဖိုးရုရှားရုရှားပတ်စံဘရင်ဂန်ဒေါ်လာ3ဘီလီယံနဲ့ညီမျှတဲ့ငွေကြေးမြန်မာလို9နှစ်အတိုးမဲ့ချင်းမယ်ရုရှားဆလစ်တလီတန်နဲ့ချီဝယ်ယူမယ်ဒီတကူသာသနာပြန်ပွားရေးအဖွဲ့ကိုရုရှားနိုင်ငံမှာသာသနာပြုခွင့်ပေးမယ်မြမရေထွက်ကုန်များ အခုကင်းလို့ပြပြီးရုရှားကိုတင်ပို့ခွင့်ပြုတယ်။မြန်မာလူသားတွေရုရှားမှာကျွန်လာခံနိုင်မယ်ဆိုတဲ့အချက်တွေသဘောတူညီမှုရတယ်လို့ကျွန်တော်တို့အကြံပြင်းသိထားရပါတယ်။အဲ့တော့ဗျာဒိတ်ဒေါ်လာလူသက်သမလူယုံမာနှကောင်တွေ့ဆုံမှုမှာဗျာဒိတ်ပေးခဲ့ပါတယ်မဟာမိတ်ဖြစ်ကြရလိမ့်မယ်လို့ ြောတဲ့မင်းအောင်လိုင်ဟာ1838ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့မာဘိတက်ကပဏိတဘွဲ့ခံပါဠိဆရာကြီးဦးစောရေးသားခဲ့တဲ့ဥအောင်ဇေယထုတ်ပတ်တီစာအုပ်ကိုပူတင်ဟူပေးအပ်ခဲ့ဆိုပါတယ်။မာဘိတက်ကပဏိတဘွဲ့ခံပါဠိဆရာကြီးဦးစောရေးတဲ့ဥအောင်ဇေယထုတ်ပတ်တီစာအုပ်မှာမြတ်စွာဘုရားဟာတောမကြွဖြူမင်းသည်မြေစီမြေဥများကိုတူးယူ ခေ၍ထိုမြေစီမြေဥမြေတို့ဖြင့်မြတ်စွာဘုရားပူဇော်တက္ကရာဖြူသည်ထို့သောပူဇော်ဒီကိုမြတ်စွာဘုရားခံယူတော့ပြုံးတော်မူတယ်ညီတော်အာနန္ဒကမေးမြန်းတဲ့အခါမှာစိတ္တအာနန္ဒဤကြွင်မင်းသည်ငါဘုရားတာသနာတော်နှစ်2000ကျော်သောအခါပါပမင်းတို့လက်ထက်3012မျိုးတို့ရုရှားလူမျိုးဖြစ်တယ်တဲ့ထိုရုရှားလူမျိုးမင်းသည်လက်နက်စက်ကြာအမျိုးမျိုးကိုတက်မြောက်၍လက်နက်စက်ကြာရှင်ဖြစ်တယ်တဲ့ထိုလက်နက်ရှင် ရုရှားမိမိအပရဏတိုင်းကြီးရှင်မြမပြည်တို့နေ့ချစ်ကြည်သောမဟာမိတ်ဖြစ်လက်တန်ဟုဗျာဒိစကားငွေချခဲ့ကြောင်းမိအောင်လိုင်ကလူတက်လူတက်ဖို့ရုပ်မာဖို့အပြစ်မဲ့ပြည်သူလူထုတွေကိုတက်ဖြတ်ဖို့တခြားနိုင်ငံတွေကို ကျူးကျော်ဆစ်ဆင်နေပြီးကဘာကြီးကိုဖျက်ဆီးဖို့ဖျားကဗျာဒိပေးတဲ့ဗျာဒီနှကောင်ကလုံနေတာ ဒီနှကောင်လှုပ်ပေါက်ကတော့ကဘာဖြတ်မဲ့အရေးပဲဒီတိုင်းပြစ်ထားတော့ကြမှာလားလို့မေးကြည့်ခြင်းပြီးဒီကနေ့ထပ်ပြီးတော့ဂျမ်းညက်ပြောလို့တာဟာအမေရိကန်ကိုတယောက်ကစိန်ခေါ်လိုက်ပါတယ်ဆိုတဲ့ကြောင်းဘယ်စစ်ပွဲမဆိုတိုက်ရန်အစင်သစ်ရှိပြီဆိုတဲ့သတင်းစကားတခုပြောချင်ပါတယ်ဒီသတင်းစကားကိုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့အမေရိကန်ပြည်အောင်စုက တော်လိုင်းအင်အားစုများကဝမ်းရှဲပေးပါပြောပြပေးပါအချင်းချင်းလက်တို့ပေးပါအဲ့တော့ဒီကနေ့တရုတ်နိုင်ငံတန်ယုံအမေရိကန်တန်ယုံတရုတ်နိုင်ငံအမေရိကန်ပြည်တော်စုကတရုတ်နိုင်ငံတန်ယုံလို့ပြောပါဗျာသူရဲ့အဲဒီစာမျက်နှာမှာလည်းတင်ထားတာတွေ့ရတယ်လို့နယူးယောက်တိုင်းသတင်းတောက်မှာမေးမြန်းမှုကိုဖြေကြားချက်မှာလည်း ညီတိစစ်ပွဲမျိုးမဆိုတိုက်ခိုက်ရင်အသိရှိရလို့တရုတ်ကိုစိန်ခေါ်လိုက်ပါတယ်တရုတ်ပြောရေးဆိုခွင့်ရှိသူကအမေရိကန်မှာဖန်တိုင်းမွေးစေပြဿနာနိုင်ငံဓာတ်လူသဘောထားဖြင့်တရုတ်နိုင်ငံတိုင်ပင်ရမည်ဖြစ်တော့လေအမေရိကန်နိုင်ငံသည်စစ်ကိုစိတ်ဝင်စားမည်ဆိုပါကအခုစီးကြပ်မှုဖြစ်စေကုန်သွယ်မှုစစ်ပွဲကိုဖြစ်စေနောက်ဆုံးညီတိစစ်ကိုမဆိုတိုက်ခိုက်ရင်အသိရှိသူ တရုတ်ကအမေရိကန်ကိုစိန်ခေါ်ပါတယ်။ပြောချင်တာက Trump ကိုရှီကျင်ဖင်ကစိန်ခေါ်ပါတယ်။ Washington နဲ့ Beijing အရေးခင်းရုရှားနဲ့မင်းအောင်လိုင်းတွဲဆုံမှု Ukraine တမရနဲ့ American တွဲဆုံမှုရဲ့မကြေလည်မှု နောက်ဆက်တွဲရ Ukraine တမရဟာအရာရာကို Zelensky ဟာရှော့ချလိုက်ပြီး American ဥဆောင်သောညီညာရေးဆွေးနွေးပွဲကိုလက်ခံမယ်ဆိုတဲ့စကားတင်နဲ့ထွက်ပြောတယ်လို့ ဥရောပကစင်ရတိုးချဲ့လာမဲ့ကိစ္စတွေကိုကြည်ချင်းအဖြစ်အကယ်၍များတတရားကဘာစစ်ကြီးစီဥတီနေပြီလားဆိုတာမျိုးတွေ့ရပါတယ်လူယုံမာတွေလူတက်ကောင်တွေခေါင်းထောင်ထပြီးစီလုံးပူပေါင်းကြနေပြီဒီဘက်ကကလေးဒီဘက်ကဒီမိုကရက်တစ်ပါဆိုတဲ့လူသားချင်းစာနာပါတယ်ဆိုတဲ့ပုံကူလူပုံကူမြန်များကတော့အမေရိကန်နိုင်ငံရဲ့သမ္မတကြီး ချန့်ရဲ့မြန်မာចောင်းသားမပေါ်ပညာသင်စု American dollar 55တန်းဖြတ်တောက်မှုအပါအဝင်ကပိုင်ရှင်ဝင်စံနှုန်းနဲ့လူသားဆိုင်ရာတံပိုးတွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လူသားမျိုးတွေကိုထိမ့်သိမ်းဆောက်ရှောက်ရန်ခေါင်းဆောင်အဖြစ်တာဝန်ယူမှုကနေပြက်ကွက်နှုတ်ထွက်လိုက်ပြီးကမ္ဘာလူသားမျိုးနွယ်ကြီးတစ်ခုလုံးဟာ ဖယူပရဲ့အခြေအနေကြီးကိုရောက်နေပါတယ်။ဖယူပရဲ့အခြေအနေဆိုတာကျွန်တော်ညီမຫນွေဦးတော်လိုင်းကြီးတကူတယ်မဟုတ်ဘူး။ကဘာမှာလက်ရှိဖြစ်ပျက်နေတဲ့အခင်းချင်းကြီးဟာလေစစ်တွေစီကိုစစ်ပွဲတွေစီကိုဥတီနေတာမျိုးတွေ့ရပါတယ်။အချိန်မရွေးတတိယကဘာစစ်ကြီးဖြစ်လာနိုင်တဲ့အခင်းချင်းမျိုးစီကိုပါတေယုရုရှားမတက်မတက်တာကွယ်တေယုရုရှားရဲ့ဝါရာကြီးဟာတိုက်ပွဲတွေကြီး ရုရှားအမေရိကန်တရုတ်အတွဲဆက်အခင်းချင်းအင်မတန်ပြင်းပြင်းထန်ထန်တိုက်ရှိစဉ်ကစားလာတဲ့အတွက်အကွေမြားတက်တရကဘာကြီးကြီးဖြစ်ခဲ့ရင်ကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံတခုတည်းပဲတော်လန်စစ်စင်နွေးနေရတာပြင်းစရာကြီးတတိယကဘာစစ်ဖြစ်တော့လေအတူတူစစ်ရှောင်ကြတာပေါ့လက်ကဘာစီရှောင်မလားအင်္ဂါဂျိုးစီရှောင်မလားဒီအခြေအနေကြီးပါဗျအဲ့တော့ မာပြော်မြောက်ပြောင်းလဲလာတဲ့ကမ္ဘာခင်းကျင်းတွေကိုကြည့်ပြီးမြန်မာကောင်းဆောင်များဟာခိုင်မာတဲ့ policy တွေမူဝါဒတွေနဲ့ချီကပ်ပုံနည်းစနစ်အစ်စ်တွေကိုဆောင်ရွက်ကြမှာဖြစ်ပါတယ်။အမေရိကန်ရဲ့အနိုင်ကျင့်မှု၊ PR ပိတ်မှုအချက်ကန်မှုချင်းချောက်မှုတွေကိုလုံးဝလက်မခံပဲဘယ်ဒီစစ်ပွဲမဆိုအစင်သည့်ရှိတယ်လို့တရုတ်ကိုစင်ခေါ်လိုက်တဲ့ အချိန်ကြီးရဲ့နောက်ဆက်တွဲမှာဒေါ်နယ်ထရန့်ဆိုရဲရှူရှူရှာရှာဝူလာဝါလာပုဂ္ဂိုလ်မျိုးအမေရိကန်တမရဖြစ်နေတဲ့အတွက်တက်တနာတော့ကြီးမားနိုင်ပါတယ်ဒီခင်ချင်းတွေပေါ်တုံးတက်ပြီးညီမတော်လိုင်းကြီးခေါင်းဆောင်လို့ရာတော်လိုင်းကြီးအတွက်အကျိုးကျေးဇူးရှိစေခြင်းမှာဆောင်ရွက်ကြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့တော့ ကျွန်တော်တို့မြန်မာຫນွေဦးတော်လိုင်းရဲ့တော်လိုင်းရဲ့အစိုးရလို့ပြောတဲ့တော်လိုင်းရဲ့အစိုးရတဲ့မှာတမရာကြီးဖြစ်တဲ့တမရာကြီးတူပါလက်ရှိလာတာအကွဲပြင်းတွေနဲ့မြန်မာနိုင်ငံကြီးဆလဝင်ဖင်မမဲခင်ကကွဲတဲ့နိုင်ငံကြီးမှာစေုံစုရဲ့တက်ရှုံမှုတွေတွေးခွဲမှုတွေဝါရဖြစ်မှုတွေကိုအနိုင်မပေးပဲတော်လိုင်းအင်အားစုချင်းချင်းညီညွတ်ကြဖို့ 一万大号，雷雷嘛变的黑，一度万大号，没路灯不说嘞，是吧？这里，都说呀，朋友，市委、市民当中，那东那啥牙嘛，比较差劲。市民当那东那啥牙要哪位听到嘞？啊，小哥，等你亲自录起来。市委帮苗苗说嘛，叫给你。怎么那也，听下来没过苗那个高楼压抑，问你的。 တဆိုင်ရာအန်ယူဂျီတာဝန်ရှိသူပြည်တွင်းတာဝန်ရှိသူတွေပြည်တွင်းကိုပြန်ဝင်ပါပြည်တော်ဝင်ပါမတွေ့ပါဝင်ကြီးအောင်စောင်းတာတွေတော့တွေ့ပါညှို့ညွတ်ကြပါစီလုံးကြပါဖက်စစ်တပ်ကိုအတူပုံညာသူဖြစ်တိုက်ပွဲဝင်ကြပါသူတို့အန်ယူဂျီထဲမှာပဲအချမ်းချမ်းကွဲနေကြတယ်အများကြီးပါဒါကြောင့်မို့ကျွန်တော်ကတက်ခါတက်ခါပြောနေတာခါလေး မိဘညီညီအစိုးရဟာအချိန်မီပါသေးတယ်။တက်ညီလက်ညီဆောင်ရွက်မယ်ဆိုရင်တော့မှန်မှန်ကန်ကန်ယိုယိုဆင်းဆင်းတော်လည်းအတွေးခေါ်ဖြင့်ဆောင်ရွက်မယ်ဆိုရင်တော့လုံနိုင်တာတွေအများကြီးရှိပါသေးတယ်။ဒါပေမဲ့ဒီအချိန်မှာ ပကဖာရီမရင်းကျင်နာတွေနဲ့တိုင်ပတ်ဖြည့်ရှင်းနေရတာတွေပကဖာရီ PDF တရင်နေအချင်းချင်းပြစ်ခတ်မှုတွေကို ဖြည့်ရှင်းနေရတာတွေနဲ့ပဲ စစ်အောင်စစ်အောင်နိုင်ခြင်းအကြောင်းတရားစီကိုရောက်မသွားနေတာတွေ့ရပါတယ်။ဒါဟာတမင်တသက်လှုပ်ယူနေတာလားဖန်တီးနေတာလားဖန်တီးပြီးလှုပ်တာလား။ခေါင်းဆောင်မှုမာဝင်မှုခေါင်းဆောင်မှုမာဝင်ခြင်းစီမံခန့်ခွဲမှုလွဲမှားခြင်းတွေရဲ့နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးလား။ပေပုံပေနီးနဲ့အဖတ်ဆယ်ပြီးတမနာပြောသလိုညီညီညွညွနဲ့ရန်သူဝမ်းတောင်မလုပ်ပဲ စစ်အနိုင်တိုက်ရေးအတွေးခေါ်လက်နက်နဲ့ရန်သူကိုဘလို့ခြေမုံးလဲဆိုတဲ့တိကျပြတ်သားတဲ့အခြေအနေတွေကိုတော့ကျွန်တော်မျှော်လင့်နေစေပါအဲ့ဒီညမှာကြားဖြတ်တစ်ခုပြောချင်ပါတယ်မြေပြင်ကတကယ်ဖြစ်နေတဲ့အဖြစ်ဖြစ်တစ်ခုမိသားစု၅ယောက်တိုက်ပွဲတစ်ပွဲချဖုံးချောင်းကိုပြေးကြတယ် ကျောင်းဝင်းနဲ့ရောက်တော့လေရင်ဘုံတွေကျောင်းဝင်းနဲ့ကြကြောက်လန့်လကြားနဲ့ကာမောင်ပြေးပြီးအဝေးရောက်ခါမှကားထဲမှာမိသားစုပါမလာတာသိရလို့ဘုံကြောင်းနဲ့ပြန်ကြည့်တော့မိသားစုကတစစီဖြစ်နေအမေတယောက်ထဲသာတွေးရင်နဲ့မှလုံးလိမ့်ဆန့်ငင်ဆန့်ငင်နဲ့တိုက်ပွဲကြားတွေကရရအထုပ်ကိုဆွဲမကြ ဒေးကင်ကမှမွေးထားတဲ့တားမွာကိုကြောမှလွယ်ရင်ဆိုင်ကယ်ကိုခွတ်တလန်တန်ဘုံတန်ကြလမ်းကြမ်းကြမ်းကနေအသက်ဆုတ်မောင်းထွက်မွေးဖွာကစားမိနေတယ်ဆိုတော့အောက်ပိုင်းတစ်ခုလုံးတွေးပြီးရွှဲချက်လူမြောင်နိုင်ပြီဒီနေ့နေရာရောက်တော့ကြောဖို့ဒီကလွယ်လာတဲ့ အထုပ်ကလေးကိုဖြီချလွယ်ပိုးလာတဲ့ငွားကလေးနှစ်ယောက်တည်းကတစ်ယောက်ကဘယ်မှာကြကြံကံပန်းမသိရင်ထုမငုံနိုင်အာသွေးကိုမတုံနိုင်အားပါဒုံဒုံနိုင်နိုင်အတန်တွေကြားလို့ဗျာဆိုင်ကလေးမောင်းပြီးဆက်ပြေးရတာစစ်ပွဲမှာမျက်မြင်ကိုတွေ့အချိန်တွေဖြစ်ပါတယ်ဘုဒ္ဓနိကစနနေရွယ်ကလေးတယောက် စားစရာမရှိတဲ့အတွက်ကောက်သိန်းကောက်ထွက်တော့မိုင်းမင်းမီလို့ရှင်နှစ်ဖက်မရှိတော့ဒါစိတ်ရဲ့အနည်းတိုင်းတကယ်မြေပြင်မှာဖြစ်တဲ့အဖြစ်ပြက်တွေဖြစ်ပါတယ်ဘာလို့အနာဆုံးလဲပြည်သူအနာဆုံးပါပြီပြည်သူလူလူဟာအာနာရီကွာနာရီရှာနာရီနေရာတွေယာတူးတွေမျောလိနေတာမဟုတ်ပါပြည်သူလူလူဟာကျွန်တော်အမြဲတမ်းပြောတယ် အေးချမ်းစွာနေထိုင်ရှင်သန်ခြင်းလားလုံခြုံလွတ်လပ်တဲ့ဘဝလေးနဲ့အနာဂတ်မျှော်လင့်ချက်တွေကိုတည်ဆောက်ရင်းနေ့စဉ်လုပ်ငန်းတွင်ဒီမှာမြတ်တာတဲ့တင့်တင့်နဲ့လောက်ခလာစာလေးနဲ့မိသားစုနဲ့အတူဥရိကဲအကပွဲအောက်မှာတရားဥပဒေစိုးမှုတဲ့နေရာလေးမှာပျော့ပျော့ရွှင်ရွှင်လေးတင့်တင့်မြတ်တာတဲ့အသက်ရှင်ုံလေးညွန်လင်းချက်လေးတွေရှင်သန်ပြီး မိမိညောင်းလေးချက်တွေကိုတိဆောက်ယုံလေးဒီလောက်လေးပဲလိုချင်ခဲ့တာပါလိုချင်တာပါပြည်သူလူကဘာမှမမြုံနေပါအခုတော့နိုင်ငံရေးသမားပါဆိုတဲ့လူတွေစစ်ကောင်းဆောင်အာဏာရှင်တွေသူတို့ရဲ့အပြန်အလှန်အကျိုးစီးပွားတွေနဲ့အာဏာခွာနာရှာနာနေရာတွေကြားထဲမှာပြည်သူကအနာဆုံးပါ ပြည်သူကပါလို့အဲ့လိုတွေဖြစ်နေရဘူးမအော်လေတည်လားနိုင်ခြင်းလို့ဗျာဘဝတွေပြက်ခံနေမိသားစုတွေဒဇတ်ဖြစ်နေတယ်တွေးတန်တရေရေတွေခြေပြက်လက်ပြက်တွေအနိုင်ကျင့်ခံရမှုတွေအောက်မှာဘာလို့မအော်လေတည်လားနိုင်ခြင်းလို့ကြိတ်ခံနေတာစစ်တက်လက်အောက်မှာကျုံမခံခြင်းလို့ဘာလို့ကြာနေတာလဲမညီလို့ကြာနေ လက်နဲ့ကင်ပြီးဒုတလူငါတမင်းစိတ်ဝင်ပြီးကိုကိုကိုအစိုးရစိတ်ပေါက်တနက်ကင်အုပ်စုရိုက်အင်အားကြီးရင်ဖိနှိပ်ရှင်တဲ့အင်အားကြီးရင်လူဘာဝရှင်တဲ့အာနာရှင်လိုစောက်ကျင့်နေရှိနေသေးလို့မနိုင်သေးတာဖြစ်ပါတယ်လူချင်းမျိုးဘာပြောချင်ဒီညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါ